ကဲမြို့တို့ရေဒီမှာဒါ29လမ်းထောင်းမှာပြိုးကုန်ပြီဗျာเนาะစကားပြောမှာစကားပြောနေနေဦးဒီလိုဖြစ်သွားတာတော်တော်ကိုကြမ်းတယ်ဟိုမှာကားတွေလည်းပြီကုန်ပြီအကုန်ပြိုးကုန်ပြီเนาะဟိုဘက်မှာအခြေအနေကတိတ်မကောင်းဘူးအိမ်ထဲကနေထွက်ရင်လည်းထွက်ထားဖို့တော့လူတွေတနေနောက်တစ်ခုညလာရင်အိုးအောက်မှာလူတွေလည်းပြီတယ်လို့ပြောတယ်เนาะအခြေအနေကတော့မကောင်းဘူးဒါ29လမ်းအခုဟိုမှာ60 တလန်ထောင်းပါပေါ့နော်အကားတွေလည်းအကုန်ပြီးအိမ်တွေလည်းပြူဒီဘက်မှာလည်းဟိုးဘွားဟာတွေပြိုးကုန်တာကတ်ကျိုးတွေလည်းအကုန်ပြိုးကြပါပေါ့နော်ဒီလိုဒီလိုအချိန်တွေကမကောင်းရမ်းတာကားတွေရက်ပြည့်ရတယ်ကားမောင်းကားကိုမောင်းလို့မရဘူးကားတွေကအကုန်လူးလိမ့်ပြီးအကုန်ဆွဲရမ်းကုန်လို့လေဒါမြင်တဲ့အတိုင်းပဲနော်ကြားကောင်းတွေပါပြီးတော့သွားပြီး တော့ကဲအားလုံးဘေးရန်နေရာတွေကင်းပါသေးတယ်လောလောဆယ်လျက်ဆက်အဲ့အဲ့လျက်ဆက်မီးတွေတတိထောင်းခဏနေတိုင်မပြီပဲဓာတ်လိုက်ကုန်မယ်အကုန်လုံးအော်နည်းနည်းလေးအချိန်ဟွာဖြစ်လာရင်တော့ဒီတကြောကြီးကအဲဒါတော်တော်လေးတော့ပြင်းတယ်ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ကားတိုင်းကမောင်းနေမတိရဘူးကမောင်းနေနဲ့ကားတွေပါရမ်းထွက်ကုန်တာဆိုတော့တတိလေးနဲ့နေကြဘူးလို့လူတွေအချိန်နေတော်တော်မကောင်းပါဘူး နောက်တစ်ချိန်ဒီပုံစံထပ်ခတ်မယ်ဆိုရင်တော့တော်တော်မချောင်ဘူးအိမ်တွေအကုန်လုံးမျက်စိရှိတယ်လေအဲ့အမြင်ကြီးတွေကလိမ့်ကုန်တယ်လူးလိမ့်ကုန်တယ်မီးတက်မီးတက်ကားတွေလည်းထွက်ပြီတခြားလည်းဗင်သားတွေပြိုမှန်းမသိဘူးပေါ့နော်ဒီတခါပြိုတာတော့ပြိုကြအောင်ပါဟိုးပေါ်မှာမီးလောင်နေတယ်အေးတယ်မှာဟိုးပေါ်မှာဟိုမှာဟိုမှာဒါမီးလည်းထလောင်နေတယ်ဒီငလျင်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါပဲနော်ဒီငလျင်အကြောင်းမလို့ပဲရှင်းတာပဲမီးတော့လောင်နေပြန်ပြီ မီကိုတွေလည်းတန်တော်တော်ကျန်းနေတယ်လုံးကျန်းနေမတ်တက်ကိုရက်လို့မရဘူးတော့မတ်တက်ကိုရက်လို့မရပဲအကုန်လုံးလေအဲလွတ်ရာဒီမှာအကုန်အောက်ကိုဝင်နေရတာတော်တော်ဆိုးသွားတယ်ဒီငယ်ဒီငယ်လင်းကတော်တော်ကိုကျန်းတာနော်အခုကားကားအိုက်မဲ့ဒီတိုင်းမဲ့အဲ့တိုင်းမဲ့ရက်ပြရတာကားတွေရက်ပြရဒီတိုင်းမဲ့ဒီတိုင်းရက်ထားရတယ် ဘာမှမတက်နိုင်ဘူးဟောမှာတက်ကျိုးတွေနဲ့အကုန် short တွေလည်းဖြစ်ကုန်မယ်လူတွေကကြောက်အားလန်နဲ့စွတ်ပြေးနေကြတယ်အကုန်လုံးပြိုဟိုဘက်မှာလည်းပြိုတယ်တဲ့နော်ဟိုဘက်ဒီလည်းပြိုကုန်တယ်တော်တော်လေးပြိုတဲ့အိမ်ဒီဒီတစ်ခါတော့စပြီးမန်းလေးမှာတွေ့ရတာပေါ့နော်ဟိုဘက်မှာလည်းပြိုနေတယ်တဲ့ဒါကြောင့်အေးတယ်မီးရထလောင်နေတယ်ဟိုမှာမီးလောင်နေတယ်မီးသက်ကားတွေလည်းအလုံးရှုံနေတယ်တော်တော်အဲကို့အိမ်မှာပဲကိုနည်းနည်းလေးစင်စင်ချင်းချင်းနေရမယ်သဘောရှိတယ် ော်ဒါကတော့29လမ်း81လမ်းထောက်မှာပါ ambulance တွေလည်းပြေးနေတယ်ဖြစ်ပြက်တယ်လို့ပြေးနေတာဗောနော်အဲ့တော့ဒီ81လမ်းပေါ်မှာဟိုအရှိမလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းနေရာဒီမှာပိတ်ကုန်ပြီပိတ်ကုန်ပြီတော့ဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါဗောတော်တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကပြောဖရားတရားလေးနဲ့ကိုယ့်ကကိုယ်နေအရေးရဲ့အကြောင်းရယ်ဆိုရင်လေအဲ စုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လို့တာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်အဲဒီဟာဒီဟာသွားလို့တော့ရဒါပေမဲ့အန်ရည်များပါတယ်ဦးလေးဟိုဘက်ကသွားပါတရက်စစ်မီးတွေပါတယ်မှမသိလို့နော်ဒီလိုဖြစ်သွားတယ်ဗျာအခြေအနေကတော့ရင်းတဲ့အတိုင်းပဲတော့ကားတော့မှဖလဝါရမ်းသွားပြီဟိုမှာအဲသွားပြီဟိုကွန်ကရစ်တိုင်တွေအကုန်ပြိုကျသွား อืมဟုတ်အချိန်မှာလဲပြူတယ်ဆိုတော့ဘာပြူမှန်းတော့မသိဘူးဆိုတော့တော်တော်တော့မကောင်းပါဘူးဟိုးပေါ်လဲဟိုမှာတိုက်ကတဝက်ပြူသွားတယ်တွေ့လားမသိဘူးဟိုမှာဟိုမှာတဝက်ဘေးကဟိုဟာကြီးပြူသွားဟောဟိုတဲ့အမျိုးသမီးတယောက်ကတော့သတိလစ်ပြီးတော့ဟိုခေါ်သွားပြီဒီအိမ်ရပေါ့နော် ရေးလက်ပြီးခေါ်သွားပြီးဆိုတော့အရေးရဲ့အကြောင်းအမှာဟိုဘက်မှာမီးရထလောင်ရောအဒီငလျင်ကြောင့်ဘယ်လိုပဲဖြစ်နေတင်တာပဲ short တွေပါလေးဖြစ်မလားမသိနောက်ထပ်တော့ဘယ်နာတွေဘယ်လိုပြူလဲလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့ထိန်တလုံးပြူသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမီးတက်မြော တက်တွဲတွေဆက်လာမလားအဲ့လိုကြည့်ရမှာပေါ့ဒါဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်များလာပြီစိုးပါတယ်အခြေအနေတော်တော်စိုးပါတယ်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းပုံဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူးတော်တော်လမ်းသွားနေရင်တန်လမ်းမကားရတယ်ထိုးရထားရတယ်ကဲဒါနေမလေးအခြေအနေလေးပါအားလုံးပြီးကျင်းကြပါသေးရဲ့ ီးကင်းကြပါသည်အပူပေါ်အပူကြီးထန့်နေသောသော